မွေရစေဝါအလွန်ကျုံသုံးဆွဲတဲ့အမျိုးသားတူကတူရမီခင်ကိုလူတက်မှုကျုံလွန်မိခဲ့ပါတယ်။တအားပြည့်ကြောက်မဲခင်တီဘောမြွနဲ့တုံးစင်ရွာနေထိုင်သူအသက်33နှစ်အရွယ်လူငယ်တူကမွေရစေဝါအလွန်ကျုံသုံးဆွဲလာပြီးနောက်တူရမီခင်ကိုလူတက်မှုကျုံလွန်လိုက်တာပဲဖြစ်ပါတယ်။ဖြစ်စဉ်မှာအဲ့ဒီအမျိုးသားကမွေရစေဝါသုံးဆွဲပြီးအိမ်မှာရှိတဲ့အရွှေငွေတွေကိုခိုးယူဖို့စူးစမ်းရမှာ အမဖြစ်သူနဲ့မိခင်ဖြစ်သူကလာတွေ့တွေ့ပါပါတယ်။ တူမိခင်ကတာဖို့ကြိုးစားရမှာ၎င်းမိခင်ရဲ့အင်ဂျီကိုဆွဲညစ်ပြီးကျမ်းပြေပေါ်ကိုတွန်းချလိုက်ပါတယ်မိခင်ဖြစ်သူကကျမ်းပြေပေါ်မှာဥကောင်းနဲ့တိုက်မိလို့မရွက်တွေထက်ကတည်ဆုံးသွားပါတယ်ကျူးလွန်သူကိုတအားပြည်ရဲ့တပ်ဖွဲ့ကဖမ်းဆီးထားပြီးအမှုစစ်ဆေးနေပါတယ်တအားပြည်မှာစစ်ကောင်စီအုပ်ချုပ်ခက်စင်တော့ကမြို့တွင်းမြို့ပြည်ကျေလက်ဒေတာမကြမ်းစစ်ကောင်စီအာဏာဆက်တက်ရောက်တဲ့ဒေတာတွေမှာမူရစေဝရောင်းဝယ်တုံးဆွဲသူများပြခဲ့ပါတယ် ဝိယစေဝါကြောင့်အိမ်တွင်အကြံဖက်မှုလူရမှုဓမြတိုက်မှုနဲ့လူတက်မှုတွေဖြစ်ပွားနေပါတယ်တစ်တော်များနဲ့ခွန်စစ်စီရဲ့နောက်ပိုင်းမြို့ရများကိုတောင်အမျိုးသားလူမျိုးရေးတပ်မတော် TN ရဲ့တိမ်ပတ်ရရှိပြီးနောက်ဝိယစေဝါတိုက်ဖြစ်ရေးလုပ်ငန်းကိုအင်တိုက်အားတိုက်လှုပ်ဆောင်ခဲ့ရပါတယ်ဧပြီလ18ရက်နေ့တုန်းကလည်းနောက်ချိုမှာဝိယစေဝါရောင်းဝယ်တဲ့အမျိုးသားတအူးကိုတောင်ပြည်နောက်ချိုမြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပါတယ် အဲ့ဒီအမျိုးသားစီမှာရမစေးပြအချို့နဲ့ဘိန်းဖြူထက်ထားတဲ့ M150 တပ်ပလင်းနဲ့နောက်ထပ်ပလင်းအတဲတပ်ပလင်းကာလာတန်ဖိုး၅တိန်ခန့်ကိုဖမ်းဆီးရမိခဲ့ပါတယ်ကျမလေးဘောစမင်းပါရှင်